မြန်မာနှုတ်ချင်းတဲ့ကိုအစစ်တဆိုင်အားပေးနာစေနေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမ ्य ဇလန်းကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလန်းလေးကစာရေးဆရာအကဆော်ရေးသားထားတဲ့ပထမဘူဘူအောင်ဇလန်းတွေ့တဲ့ကမှဦးစင်ကြီးနဲ့ဝစ်စတူကြောင်မြတ်ရှေဇလန်းလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ညရောက်တဲ့အခါမောင်ဘူအောင်ဟာ အဲ့ရမွေခင်ဦးစင်းကြီးကိုချေဆုပ်လက်နဲ့ပြုတ်ပြီးဝှက်ဖြစ်ရတာကထုံးစံလို့ဖြစ်နေပြီဦးစင်းကြီးကလည်းအဲ့ဒီအချိန်မှာမောင်ဘိုးအောင်ကိုဆုံးမစကားပြောကြတယ်မောင်ဘိုးအောင်သိကျင်တဲ့လော်ကီရေးရာကိစ္စတွေကိုပြောဆိုဆွေးနွေးကြလေတယ်တညမှာတော့မောင်ဘိုးအောင်ကဦးစင်းကြီးကိုနှိမ့်နဲ့ပေးနေတဲ့အချိန်ဦးစင်းကြီးကရေအိမ်ဝေးခြင်းနဲ့လို့ဆိုပြီးကြောင်းမော်ကားနဲ့ဆင်းသွားခဲ့ပါတော့တယ်မောင်ဘိုးကလည်းအတန်ကြာတဲ့အထိစောင့်ဆိုင်ပေမဲ့ ။ဦးစင်းကြီးပြန်မလာတဲ့အတွက်အနောက်ကနေလိုက်သွားမိတယ်။ဦးစင်းကြီးကအကြောင်းအနောက်ဘက်ရေအိမ်ကိုသွားတဲ့လက်တနေရာနေချင်းညီကန်ကြီးနဲ့ရွှေတောင်စီတီတည်ရှိတဲ့တောင်ကုန်းကလေးစီကိုငေးမောကြည့်ရှုနေတယ်။မဘူးကလည်းအဲ့ဒီနေရာကိုငေးမောကြည့်လိုက်တဲ့အခါအယောင်ဆုံးဝင်းလက်နေတဲ့မီးလုံးကြီးတွေကကောင်းငင်ပေါ်မှာဝဲပြက်နေတာကိုတွေ့လိုက်ရပါတယ်။မီးလုံးကြီးတွေကငိတ်ချီမြင့်ချီနဲ့ပြန့်တန်းနေကြသလိုတချို့မီးလုံးကြီးတွေကချင်းညီကန်အတွင်ငုံဆင်းသွားလိုက် ရေအောက်ကနေဘွားကနဲ့ခုန်ထွက်လိုက်တဲ့တောက်ပဝင်လက်နေတယ်။တချို့မီးလုံးကြီးတွေကတော့တလုံးနဲ့တလုံးငွေကြိုးလေးလုံးလိမ့်လဲလှက်ပတ်ဆော့ကြစားကြီးကောင်းငင်ရဲ့စီကိုရောက်တဲ့အခါမှာအချင်းချင်းပူကပ်လို့ပေါက်ကွဲထွက်သွားတာကိုတွေ့လိုက်ရပါတယ်။အဲဒီလိုပေါက်ကွဲတဲ့အချိန်မှာကောင်းငင်တစ်ခွေမှလှက်ရောင်လှက်တန်းတွေကဝင်းထိန်လင်းလက်သွားပြန်တယ်။မောင်ဘူးအောင်ကဒီအဖြစ်ကိုငေးကြည့်ဦးစင်းကြီးရဲ့အနားကိုတဖြည်းဖြည်းတိုးကပ်လာခဲ့တယ်။ထူးဆန်းလိုက်တာဗျာ။ မောင်ဘွားကိုရေရွတ်လိုက်တဲ့အခါကျမှဦးစင်းကြီးကမောင်ဘွားကိုလှည့်ချမိလိမ့်တယ်။မအောင်မင်းရောဒီမီးလုံးကြီးတွေကိုမြင်ရသလားကွ။တင်မမြင်ရပါတယ်ဗျာ။ဒီမီးလုံးကြီးတွေကလူတွေပြောပြောနေတဲ့ဆုံးတောက်စားတယ်ဆိုတာလားဗျာ။ဒါဆုံးတောက်စားတာမဟုတ်ဘူးမအောင်ရဲ့။ဝိဇာစောကြီးတပတ်သူတွေပျော်ရွှင်မြူးတူးနေကြတာပဲကွ။တပည့်တော်ဒါမျိုးတစ်ခါမှတော့မမြင်ဘူးပါဘူးဗျာဒီအဖြစ်မျိုးက ပါရမီဓက်ခံကောင်းတဲ့လူပဲမြင်ကြရတာမအောင်ရဲ့တော်ယုံလူမြင်နိုင်တာမဟုတ်ဘူးကွဟော်ဒီချင်းဒီကန်ကြီးရဲ့တောင်ကုန်းလေးကဝိဇ္ဇတို့တွေပြုံမြုတ်တက်တဲ့အရက်ပဲမအောင်ဇောကြီးတွေစိတ်ကြိတ်တယ်တပတ်တီတွေကသူတို့ကြွဲကျင်နဲ့မြေလေးရင်ပြီးဓာတ်ကြီးလေးပါကိုဆော့ကစားကြတဲ့အရက်ပဲဒါကြောင့်ဦးစင်းကဒီချင်းဒီကန်ကြီးရဲ့တောင်ကုန်းတစ်ဝိုက်ကိုចောင်းသားတွေကိုမတော်ခိုင်းတော့ပေါ်မအောင်ရဲ့ဒါဆိုတရေတပတ်ရှိတယ်မြေကျန်းနေဆိုတာတကယ်မဟုတ်ပေါ့ တရေတပတ်လောက်ကဥစဉ်မမှုပါအောင်မအောင်ရဲ့အဲ့ဒီဝိဇာတွေဖေဇော်ကျူတွေနဲ့မောင်ကျောင်းသားတို့တွေ့သွားမှကိုစိုးရိမ်လို့ပါဝီဇဒိုရီယာကြောက်ဖို့ကောင်းလို့လားအရှင်ဖျားဝိဇာထူရင်ယူတယ်လို့လူတွေကဆိုကြတယ်ကွမောင်ကျောင်းသားတို့ဝိဇာဇော်ကျူတွေကို တွေ့ပြီးမတက်မရတွေကြင့်ကြံရင်ယူကုန်ကြမှာဆိုလို့ဦးစင်ဟာတားထားတာပါမောင်အောင်ဇော်ကလန့်ဆိုတာကြောက်ဘူးတယ်မဟုတ်လားဟိုတလောကဥလက္ခဏာပြောတာတော့ကြောက်ဘူးပါတယ်ဖျား ူတစ်ယောက်ကဇော်ကြီးစေးချိန်နေတာတွေ့ပြီးတော့မိုးမော်ပြန်တက်သွားတာတွေ့လို့အဲ့ဒီစေးအကတ်သက်ကိုရှာနေရပြီးစားလိုက်တာမိုးမော်တော့ပြက်မှာရဲ့ဒါပေမဲ့အမြင့်ကြီးလည်းမဟုတ်မြကြီးပေါ်လည်းချိန်မချနိုင်ပဲဇော်ကလန်ပွားနဲ့နေသွားရတယ်ဆိုတာတော့ကြားဘူးပါတယ်ဟုတ်တယ်တကယ်တော့မသိကြီးဆိုတာကြောက်ဖို့ကောင်းတဲ့အရာပဲမောင်ကျောင်းသားတွေကိုဇော်ကလန်လို့ဖြစ်ကုန်မှာဆိုလို့ဦးစင်းကြီးကတားရတာပါဝဇတိုတွေမြူတူ ပြော့ပါနေတာကို ။ဦးစင်ကြီးနဲ့မောင်ဘူအောင်တို့နဲ့အောင်အတန်ကြာတဲ့အထိငင်းမောချစ်ရှုနေမိတယ်။ဒီချိန်ဦးအစိန်သားတယောက်ကျောင်းမောင်အားနဲ့ဆင်းလာပြီးတော့မောင်ဘူအောင်တို့နှစ်ယောက်ကိုတအပ်တော်နဲ့ကြည့်နေကြတယ်။ဦးအစိန်သားကြည့်တဲ့အခါကောင်းငရံမှာကျေစုလူတွေကိုသာတွေ့ရလို့ဘလို့ထူးခြားမှုကိုမှမတွေ့ရ။အရှင်မြောက်တို့ဘာတွေကြည့်နေကြတာလဲ။နက္ခတ်တရားတွေထဲမှာထူးဆန်းတာတွေများရှိနေကြလို့လား။ဦးအစိန်သားပြောလိုက်တဲ့အခါကျမှ ဦးစင်းကြီးနဲ့မောင်ဘူအောင်ကကျောင်းပေါ်ကိုတက်သွားကြတယ်။အညာသကောက်ရဲ့အချိန်ဦးစင်းကြီးကလဲလျောင်ချိတ်ဆက်နေရကရုတ်တရက်လန်နိုးသွားလိမ့်တယ်။နားဆိုင်ထောင်ကြည့်လိုက်တဲ့အခါကျောင်းပေါ်စီကိုလူတူတက်လာတဲ့ခြေတံကိုကြားလိုက်ရတယ်။အဲဒီလိုကဦးစင်းကြီးချိတ်ဆက်တဲ့ဂရင်အနီးကိုရောက်လာခဲ့တယ်။သူကအသက်25နှစ်အရွယ်လောက်ရှိပြီးတော့ရုတ်ရည်တက်ပြတ်ပြီးအဖြူရောင်အင်းကြီးနဲ့အဖြူရောင်ပစိုးကိုဝတ်ဆင်တာကဦးကောင်းမှလည်း အဖြူကခေါင်းမတစ်ခုကိုပေါင်းနှားလိုက်တယ်။အဲဒီလူရဲကဂရင်ချင်းမှာဒူးတုပ်ထိုင်ချပြီးတော့လက်အုပ်ချီကကတော့လိုက်တယ်။မောင်မင်းကဘယ်သူလဲ။ဒီချင်းကြမှာဘာကိစ္စရှိလို့လဲကွ။တေးမဖေဟာတပည့်တော်ကထွက်ရလန်းကိုမြန်ကျွမဲ့လူတယောက်ပါဖေဟာ။အရှင်ဖျားရဲ့အကူအညီလိုအပ်လို့တပည့်တော်အကူအညီလာတောင်းတာပါဖေဟာ။ဦးစင်းကူကြီးမှာဖြစ်မှလားတကား။တေးမဖေဟာ ီအနည်းတဝိုက်မှာကိုညီနိုင်မဲ့လူဆိုလို့ဦးစင်းကြီးတယောက်တည်းရှိတာပါတိတ်မခက်ခဲဘူးဆိုရင်တော့ဦးစင်းကြီးကိုညီပါမယ်ဒီမဖျားတပည့်တော်ကိုကိုညီလို့အရှင်ဖျားအကျုံးပြုတ်စေရပါဦးဖျားဦးစင်းကြီးကဘယ်လိုကိုညီရမလဲတကအရှင်ဖျားတပည့်တော်နောက်ကိုသာလိုက်ခဲ့ပါဖျားဦးစင်းကြီးကလူရဲ့ဥဆောင်ရအတိုင်းလိုက်လာခဲ့ရတယ်။ကျောင်းမွာနဲ့ဆင်းလိုက်တာနဲ့ချင်းကြီးကန်ချင်းအနည်းကိုရောင်မတ်မသိရောက်သွားလိမ့်တယ်။ ဒီလူရဲ့ကကျင်းဒီကန်ကြီးရဲ့နဘေးမှာရှိတဲ့တစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာဦးစင်းကြီးအတွက်နေရာထိုင်ခင်းတစ်ခုကိုပြင်ဆင်ပေးလိုက်တယ်။ဦးစင်းကြီးကဒီမှာထိုင်နေပါ။တပည့်တော်ကတော့ရေကန်ထဲကိုဆင်းမှာပဲ။တပည့်တော်ကန်ထဲဆဆင်းတဲ့အချိန်အရှင်ဖျားမေတ္တာတုတ်ကိုရွတ်ဖတ်ပေးရပါမယ်ဖျား။တပည့်တော်ရေအောက်ရောက်သွားပြီးတိတ်မကြခင်မှာငကားတွေလာပါလိမ့်မယ်။ဂျီကအရှင်မြခန္ဓာတုတ်ကိုရွတ်ပေးရပါမယ်။ ၎င်းတွေပြီးသွားရင်ဘလူးကြီးတွေရောက်လာပါလိမ့်မယ်ဗျ။အဲ့ဒီကရရဏတုတ်ကိုရွတ်ဖက်ပေးရပါမယ်။မိုးတောက်ခါနေနှက်တွေကြွလာပြီးတော့တားကြပါလိမ့်မယ်။ဒီကအာဌာနာတိယတုတ်ကိုရွတ်ဖက်ပေးအောင်ပါပဲ။ဒါပဲလားတကရဲ့။တင်မဗျာဒီလောက်ပါပဲ။ကောင်းပြီ။ဦးစင်အခုမြတ်တာတုတ်ရွတ်ပေးမယ်။ဒီကလှုပ်ရှားရှိတာလှုပ်ပါတော့။ဦးစင်းကြီးကအသေးပင်ကြီးရဲ့အောက်မှာထားပြီးတော့မေတ္တာသုတ်ကိုစတင်ရွတ်ဖက်လိုက်တယ် ဒီခါမှာလူရဲကဂျင်းညီကန်ကြီးအတွေ့အကြုံတဖြည်းဖြည်းနဲ့ဆင်းသွားလေတယ်။ဂျင်းညီကန်ကြီးကကန်ဆက်မှာရေတိမ်လို့ကန်လယ်မှာရင်းနေတာကြောင့်လူရဲဟာတဖြည်းဖြည်းနဲ့ရေအောက်စီကိုနင်းမြုပ်သွားတယ်။မေတ္တာတော့တုံးခေါရွတ်ဆုပ်ပြီးတဲ့အခါမှာလူရဲကရေအောက်စီကိုဆုံဆုံနစ်လို့ပျောက်ကွယ်သွားလေတယ်။ထမင်းအိုတလုံးချက်ခန့်အကြမှာတော့ကောင်းငင်ရဲ့တခွင်တိမ်ညိုတိမ်မဲတွေဖုံးအောင်လာပြီးလူတွေတဝုံဝုံနဲ့တိုက်ခိုက်လာလေတယ်။ ချင်းဒီကန်တပီးကတစ်ပင်ကြီးတွေကပြည့်ထန်တဲ့လေတိုက်အားကြောင့်ရင်ထိုးလှုပ်ရှားလာပြီးတော့မကြခဲ့အချိန်မှာတော့တော်လဲတန်လို့အတန်နဲ့ကြီးတို့ကအဝေးကနေတဖြည်းဖြည်းနီးကပ်လာတယ်။အနည်းရောက်လာတဲ့အခါကျမှသာဒီတန်ကမိုးအော်တန်ကြီးဖြစ်မှန်းသိလိုက်ရပါတယ်။အော်တန်ကြီးနဲ့အတူတော့မိုးကြီးလေကြီးကတဲထန်စွာရွာသွန်းနေတော့တယ်။ဒါပေမဲ့ထူးဆန်းတာဦးစင်းကြီးထန်နေတဲ့တီးပင်ကြီးကလေတန်ရောမိုးတန်မှာမခံစားရပဲရှိနေတယ်။ မိုးဆက်မိုးပေါက်တွေတဲထက်စွာရွာသွန်းနေတယ်ဆိုပေမဲ့တိပိကြီးရဲ့ခြေရင်းစီကိုမိုးဆက်တပေါက်မှမကျပဲခြောက်တွေ့နေတယ်။မိုးနဲ့အတူကောင်းကင်ရဲ့ထက်စရာနဲ့ငကားကြီးတွေကခုန်ဆင်းလာပြီးတော့အလွန်ကြီးမားတဲ့ငကားကြီးလေးကောင်ကကျင်းညီကင်ကြီးရဲ့နဘေးမှာလှက်ပတ်သွားလာနေကြတယ်။ကျင်းညီကင်ကြီးရဲ့ရင်မျက်နှာပြင်ကလည်းပြောင်းဆန်နေပြီးတော့ဦးစင်းကြီးဟာအဲ့ဒီခါကျမှသတိဝင်လာပြီးခန္ဓာတုတ်ကိုရွတ်ဖက်လိုက်တော့တယ်။ဦးစင်းကြီးခန္ဓာတုတ်ရွတ်ဖက်တဲ့အခါ နဂါးကြီးတွေကရန်လုံနေတဲ့အမူအရာတွေနှဲပါသွားကုန်ပြီးခုနှစ်ခေါက်ရွက်ဖက်ပြီးတဲ့အချိန်မှာတော့နဂါးကြီးတွေကကောင်းငင်ပေါ်စီကိုပြတ်တက်ကတိမ်တိုက်တွေနဲ့အတူတူတခြားနေရာကိုထွက်သွားလိမ့်တယ်။မိုးတက်လေပြင်းကလည်းချက်ချင်းရက်တန့်သွားပြီးတော့ကောင်းငင်ရံမှာကြယ်လေးတွေကပြန်လဲထွက်ပေါ်လာခဲ့တယ်။မြေပြင်အနေအထားရခင်အောင်မွေးရွာထားတယ်လို့မဆိုသားလားအောင်ခြောက်တွေ့နေတယ်။ဦးစင်းကြီးကဆက်လက်စောင့်စားနေတဲ့အချိန်ချင်းကြီးကန်ကြီးရဲ့အလဲရနေဆူရှာတောက်ပြောင်ဝှက်လက်နေတဲ့ အပြာရောင်အလင်းနဲ့တခုထွက်ပေါ်လာခဲ့တယ်။ဒီအလင်းရောင်ကြောင့်ရင်မြင့်နေပြည်အောက်မှာရှိတဲ့ရင်းညင်ရင်မောပင်တွေငါးကလေးတွေအုပ်စုဖွဲ့ခုခတ်နေမှုအတိုင်းသားမြင်ရတယ်။ကိုတရားညက်ခတ်အကြမှာတော့မိကိုယ်တွေနဲ့အလားတရာစင်တူလာတဲ့အနေရောင်အခုံးငွေတွေကမြေပြင်စီကနေတိုးထွက်လာခဲ့ပါတယ်။အမိုက်တိုက်လို့ခေါ်တဲ့အမောင်တို့ကြီးကပဝင်းချင်းတခွင်ကိုဖုံးအုပ်ကောက်ွယ်လိုက်လိမ့်တယ်။ဒီအချိန်မှာပဲရေကန်အောက်ကနေအလေးရောင်ကတဖြည်းဖြည်းတောက်ပလာပြီး အမောင်တို့ကြီးကို အလေးအောက်ကတဖြည်းဖြည်းထိုးခွေးနေတော့တယ်။မိဂိုးတို့ကြီးအတွင်ကဘလူကြီးတွေတိုးထွက်လာပြီးတော့ဘလူကြီးတွေရဲ့အသားအရာညာစင်းအောင်လုံးစိမ့်ဖန်ဖန်ဖြစ်နေတယ်။ဘလူကြီးတွေကိုမြေတွေးတဲ့အခါကျမှဦးစင်းကြီးကထိတ်လန့်ပြီးရရဏတုတ်ကိုအတန်နဲ့အတန်ထားနဲ့ရွတ်ဖက်လို့ရတယ်။ဘလူကြီးတွေကလည်းပရိတ်ရွတ်ဖက်တန်ကိုကြားတဲ့အခါမှာတော့ရှစ်စီဆက်မတိုးနိုင်ပဲနားကိုလက်နဲ့ပိတ်ကအော်ဟစ်ညင်ညူကြလိမ့်တယ်။ ဦးစင်းကြီးကရတနာတုတ်ကိုတုံခေါက်တိတိရွတ်ဆိုပြီးတဲ့အချိန်မှာတော့ဘလူးကြီးတွေကမခတ်မရက်နာဖြစ်ပြီးမြေကိုတို့ကြီးအတွင်းထဲစီကိုကစစ်ကလျားနဲ့ပြေးဝင်ကြတယ်။မကြခင်အချိန်မှာပဲအမောင်တို့ကြီးပျောက်ကွယ်သွားကရေကန်အလဲရထွက်ပေါ်နေတဲ့အလေးအောင်ကပုံမူထုခဲစွာနဲ့တောက်ပလာခဲ့ပါတော့တယ်။မကြခင်မိုးတောက်တော့မယ်။မိုးတောက်ချိန်ကြီးကကောင်းကင်ထက်စီကိုတဖြည်းဖြည်းတက်လာကထွန်းလင်းတောက်ပလာချိန်ပြီ။ဒီခါမြေဟိတန်တွေကိုကြားလိုက်ရတယ် ဦးစင်းကြီးကလည်းမြင်းဟီတန်တွေကိုပဝင်းကျင်အနှံလိုက်လိုက်ရှောက်ဖွေနေတဲ့အချိန်ကောင်းငင်ထက်စီကရွှေဝါရောင်အလင်းနဲ့တခုကြာဆင်းလာပြီးတော့အဲ့ဒီအလင်းနဲ့အတွင်းကြီးကနေမြေထားစီထားတဲ့နမင်းတွေကထွက်ပေါ်လာခဲ့တယ်။နမင်းတွေရဲ့နှဝက်နှစားတွေကတောက်ပြောင်ဝန်းလန့်နေပြီးတော့အထူးထူးသောလက်နက်စမ်းတွေကိုလည်းကန်ဆဲထားကြတယ်။နမင်းတွေကကြီးနီကန်ကြီးကိုတိုက်ခတ်ဖို့အတွက်စူဝေးနေကြပြီးတော့ဦးစင်းကြီးကလည်းလူရဲမှားကြားထားတဲ့အတိုင်း အာဌာနာတိယတုတ်ကိုရွတ်ဖက်လိုတော့တယ်။ဦးဇင်းကြီးရွတ်ဖက်ပြီးမကြခဲ့အချိန်မှာတော့အရက်လေးမျက်နာအနေလေပြင်းတွေတက်ခတ်လာပြီးအဲ့ဒီလေပြင်းတွေကကျင်းဒီကန်ကြီးအပေါ်မှာစုံစည်းမိကြကကြီးမားတဲ့လေစင်နှမောင်းကြီးတခုအသင်ကိုပြောင်းလဲသွားခဲ့ပါတော့တယ်။ဝဲကတော့ထိုးပြီးအရှိန်နဲ့လက်ပတ်နေတဲ့လေစင်နှမောင်းကြီးကနမင်းတွေကိုဆက်ခေါ်သွားလိုက်တော့နမင်းတွေကလေစင်နှမောင်းကြီးအတွင်းထဲမှာလူးလိမ့်ပြန့်ဝဲနေကြတယ်။အာရာနာဒီယာတော့တုံးငင်စိတ်ပြီးတဲ့အခါ အဲ့ဒီလေးစင်တမောင်ကြီးတွေရောနှမင်းတွေပါပျောက်ချင်းမလားပျောက်ွယ်သွားခဲ့တယ်ဒီအချိန်မှာပဲကဲ့ရည်ပြည်စီရနေအောင်ပြီဆိုပြီးအော်ဟစ်ကြွေးကြော်တဲ့ညူကိုကြားလိုက်ရကကဲ့ရည်အလေးအားထွက်ပေါ်နေတဲ့အလင်းရောင်ကလည်းတလောကလုံးကိုဖြန့်ကျက်ဝင်လက်သွားခဲ့တယ်အလင်းရောင်ကမျက်စိကျင်းစီတော်မို့ဦးစင်းကြီးကမျက်စိကိုစုံမိတ်ထားတယ်အလင်းရောင်ပျောက်ွယ်သွားတဲ့အခါလူရည်ကဦးစင်းကြီးရဲ့အရှိမလာရောက်ရက်နေတယ် လူရွေရဲ့အဝတ်အစားတွေကပုံမူအသက်စီဖြစ်ဝင်နေပြီးတော့လူရွေရဲ့အသားကြီးကလည်းဘောငွေရောင်အစင်းလိုအလင်းထဲတွေကတိုးထွက်နေနေတယ်။လူရွေကဦးစင်းကြီးကိုလက်အုပ်ချပြီးတော့တပည့်တော်အောင်မြင်ခဲ့ပါပြီဦးစင်းကြီး။ဦးစင်းကိုကြီးရကျိုးနဲ့တယ်လို့ပြောရမှာပေါ့တကား။ဒါနဲ့ခုနလာတဲ့ငကားတွေဘလူတွေကဘာတွေလဲတကားရဲ့။မမကောင်းတဲ့အလုပ်ကိုလုပ်ရင်မကောင်းတဲ့အဖြစ်ကရှိပြီးသားပါအရှိပြား။ တပည့်တော်တို့အထက်လန်းသမားတွေထွက်ခါနေအဝိဇ္ဇာတွေအောက်လန်းသမားတွေရရအောင်ဖျက်ကြပါတယ်ဗျာခုနအရှင်မြတွေ့တဲ့ငကားတွေဘလူးတွေဆိုတာအဝိဇ္ဇာရဲ့အမိန်နဲ့တပည့်တော်လမ်းစဉ်မအောင်မြောင်လာရောက်ဖျက်ဆီးကြတဲ့သူတွေပါဗျာဒါနဲ့နှက်တွေကရောကွဲ့အဲ့ဒါအသူတွေနေပါတနည်းအားဖြင့်ပြောရရင်တော့နှက်ဆိုးတွေပေါ့ဗျာဘာပဲဖြစ်ဖြစ်အခုလိုအောင်မြင်တာကိုပဲဦးစင်းဝမ်းသာရပါပြီတပည့်တော်ကိုကူညီတဲ့အတွက် အရှင်ဖျောက်လည်းတပည့်တော်ပြန်ကြည့်ပါမယ်ဖျာတပည့်တော်ပြုလုပ်သလိုအရှင်မြားလည်းရေကန်အောက်ထဲကိုဆင်းတော်မူပါနင်းနဲ့နေထန်းတပြားရောက်တဲ့အချိန်မှာအရှင်ဖျားလည်းပေါ့မြောက်အောင်မြင်ပါလိမ့်မယ်ဦးစင်ကြီးကရေကန်ညို့ကိုတစ်ချက်ငေးကြည့်ပြီးဦးစင်မစင်ရဦးတကဦးစင်ကြီးကရေကြောက်တဲ့သူတူမှုဝဇရိုကုညီမဲလို့ဆိုပေမဲ့လည်းရေကန်နှဲစီမစင်ရဲပဲဖြစ်နေတယ်ဒီခါဝဇရိုလူရဲကလက်ကိုဆန့်တန်းလိုက်တဲ့အခါမှာ လက်ဖွားပေါ်မှာပရပိုက်တစ်ခုပေါ်ထွက်လာခဲ့တယ်။အဲ့ဒီပရပိုက်ကကြီးနေအောင်အလေးအောင်တွေဝန်းလက်နေပြီးတော့ဦးစင်းညာပရပိုက်ကိုတအံ့တအော်နဲ့ချိန်နေမိတယ်။ဟောဒီပရပိုက်ကဝိဇ္ဇာဒရာလမ်းစဉ်တွေကို ရေးသားထားတဲ့ပရပိုက်ပါဗျာ။ဖွင့်ဖက်တဲ့လူရဲ့အထုံပါရမီအစွမ်းပေါ်မှုတည်ပြီးချိန်ချိန်ရမယ့်နိလန့်တွေဟာသူ့လိုလိုပြောင်းလဲသွားပါတယ်အရှင်ဗျာ။တပည့်တော်ကဒီကျမ်းကိုလေ့လာပြီးအခုလုံဝိဇ္ဇတို့အဖြစ်ထွက်ခရရတာပါအရှင်ဗျာ။ အရှင်မြတ်ကိုကျေးဇူးဆက်တဲ့အနေနဲ့ဒီကျမ်းကိုပေးအပ်ခဲ့ပါမယ်။အရှင်မြတ်တင့်တယ်လို့အသုံးချပါဗျာ။ဦးဇင်းကြီးကပရပိုက်ကိုလှမ်းယူလိုက်တဲ့အခါလက်ထက်ကလွတ်ကျသွားလိမ့်တယ်။လူတစ်ကိုယ်လုံးနဲ့တွန်းထုတ်ခံလိုက်ရသလိုခံစားရပြီးတော့အနောက်ကိုလွတ်ထွက်သွားလိမ့်တယ်။ဦးဇင်းကြီးကထိတ်လန့်ပြီးမျက်လုံးတွေကိုဖွင့်လိုက်မိတယ်။အိုဟောင်းနေတဲ့ကြောက်မျက်နှာချက်ကိုမြင်တွေ့ရတဲ့အခါကျမှဒီအဖြစ်ကအိမ်မက်ဖြစ်မှန်းသိလိုက်ရပါတော့တယ်။ အိမ်မက်ကလည်းထူးဆန်းလိုက်တာမသိရင်အပြစ်မတကယ်ဖြစ်ပြနေသလိုပါပဲလားဒီချိန်အုံမခောက်တန်ကြားရတဲ့အတွက်ဦးစင်းကြီးကအဲ့ရကနေထားခဲ့လေတယ်ဒီအဖြစ်ကိုလည်းအိမ်မက်လိုထင်ပြီးမေးမေးရော့ရော့နေမိတယ်တလခန့်ကြားတဲ့အခါမှာတော့ဦးစင်းကြီးကထူးဆန်းတဲ့အိမ်မက်တခုကိုထပ်မံမြင်မက်လေတယ်အဲ့ဒီအိမ်မက်ကဝဲစလိုဖြစ်သွားတဲ့လူရဲ့ကဦးစင်းကို လာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်မနေ့အဲ့ရနိုးတဲ့အခါကျမှဦးစင်းကြီးက ဒီအဖြစ်ကိုပြန်လဲတွေးတောမိပြီးကျောင်းရဲ့အနောက်ဘက်မှာရှိတဲ့ဂျင်းဒီကန်ကြီးစီကိုဘာရမဟုတ်ထွက်လာခဲ့မိတယ်။ကမောင်အတန်းလမ်းလျှောက်လိုက်ရင်တိပင်ကြီးအောက်ကိုအရောက်မှာတော့ခလုတ်တိုက်လို့လဲကြတော့မလို့ဖြစ်သွားတယ်။ဦးစင်းကြီးကခလုတ်တိုက်တဲ့အရာကိုကြည့်ရှုလိုက်တဲ့အခါဂျင်းကြီးပရပိုက်တစ်ခုဖြစ်နေလေပြီးတော့အဲ့ဒီပရပိုက်ကိုမြင်တော့မှဝဇဒိုလူရဲ့ပြေးခဲ့တဲ့ပရပိုက်ဖြစ်မှန်းပြန်ပြောင်းသတိရလိုက်ကကောက်ယူလာခဲ့ပါတော့တယ်။ဦးစင်းကြီးကပရပိုက်ကိုရတဲ့အခါမှာတော့ ပရပတ်အတွင်းထဲကစာပေတွေကိုလေ့လာဖတ်ရှုတယ်။ဒါပေမဲ့ဒီပရပတ်ကအရေးကြီးတဲ့ပရပတ်တစ်ခုဖြစ်တာကြောင့်တခြားလူတွေမသိစေဖို့တိတ်တဆိတ်လေ့လာနေပါတယ်။တခုတော့ညနေခင်းမှာတော့တကာတယောက်ကအเจ้าမကိုတက်လာခဲ့လေတယ်။ဦးစင်းကြီးကိုဝှက်ဖြစ်ပြီးတဲ့အခါမှာတော့အရှင်မြစွန်စာပင်းနေလို့ပါဗျာ။ဘယ်အရက်ကလဲဒီကရဲ့။ရွာထဲရှိရပါအရှင်ဖျား။ရွာထဲရှိဆိုရင်တော့ နင်းနေလှမ်းတာပဲတခါကြီးရဲ့ဘယ်နှပါပြေးကျင်တာလဲတောင်းမဆိုရပါပြီအရှင်ဖျားအာယုံစော့မှာတပည့်တော်ရဲ့ရင်သွေးလေးကင်မွတ်တက်တဲ့အလှပါဦးစီညကောင်းကြီးလိုက်လေရွာတန်းရှိရွာကအတော်အတန်လှမ်းတဲ့အတွက်နောက်တနေ့မနက်မှာတော့စောစောထားလေလေဦးစီကြီးနဲ့ဦးလက္ခဏာဦးပညာတာပြီးတော့စွန်စားကြွမှာဖြစ်ပြီးဦးအာစိန်သားကကြောင်းဆောင်ရမှာမောင်ကြောင်းသားတွေတဲက မောင်ဘူအောင်နဲ့မောင်မြင့်ကြီးကိုခေါ်ဆောင်သွားလိမ့်တယ်။ဦးစင်းနေကြွတဲ့အခါမှာတော့မောင်ဘူအောင်ကဖုန်ကြီးဆောင်တဲ့ထီးကြီးကိုထမ်းပြီးလိုက်ပါလာခဲ့ရတယ်။မောင်မြင့်ကြီးကတော့ရှေ့ဆုံးကနေသွားပြီးလမ်းရှင်းပြရတယ်။နည်းနည်းဝေးလေးဝင်လေးအချိန်မှာတော့ဦးစင်းတွေနဲ့အတူတူတော်လန်တနေရာကနေလာခဲ့ကြရင်တနေရာအရောက်မှာတော့တပည့်တွေကြားနေမီးလုံးကြီးတစ်ခုထွက်လာတာကိုမြင်တွေ့လိုက်ရတယ်။လမ်းရှင်းဖို့အရှိဆုံးကသွားရတဲ့မောင်မြင့်ကြီးကအထိတ်တလန့်နဲ့ပြေးလာလိမ့်တယ်။မောင်ကြီး ဘာဖြစ်တာလဲလဲအရှင်ဖျားအရှင်မှာတရေချောက်လို့ပါဟဲ့ဖုန်ကြီးကြောင့်သားဖြစ်ပြီးတော့တရေချောက်ရသလားမောင်ကြီးကဦးစင်းတွေဆက်လျှောက်လာတဲ့အခါမှာတော့မီးလုံးကတပည့်တွေအပေါ်မှာပြတ်တဲ့ရင်တပည့်တပည့်ကနေတပင်းစီကိုခုန်ကူးနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီမီးလုံးကမကြခင်မှာဦးစင်းတွေရဲ့အနီးကိုရောက်လာခဲ့တယ်အသေးချာကြည့်လိုက်တဲ့အခါကျမှမီးလုံးကြီးတွေကကြောင်နှကောင်ရဲ့ဦးကောင်းစီရနဲ့ထွက်ပေါ်နေခဲ့ခြင်းဖြစ်ပါတယ် အဲ့ဒီကြောင့်ကကိုခန္ဓာမပါတော့ပဲဥကောင်ကြီးသာဝဲပြက်နေပြီကြောင်ရဲ့ဥကောင်ကအယိုးတောင်ကျနေပြီဆိုပေမဲ့မျက်စိတစ်လုံးကရှင်သန်နေပြီးတော့အလေးရောင်တွေတိုးထွက်နေတယ်အဲ့ဒါကြောင်မျက်ရှင်ပဲကြောင်မျက်ရှင်ဆိုတာတိတ်တိတ်ပြီးတဲ့အမျိုးတွေတစ်ခုပဲကွကြောင်မျက်ရှင်ကိုဖမ်းကြစားဟိဦးစင်းကြီးကအမေပေးလိုက်တဲ့အတွက်မောင်ကြီးကပစိုးကောင်ကြပြီးကြောင်မျက်ရှင်ကိုလှဖမ်းရတယ်ကြောင်မျက်ရှင်ကခုန်ပြန်နေတဲ့အတွက်မောင်ကြီးတရားကိုဖမ်းဆီးမရပဲဖြစ်နေလေတယ် ဦးလက္ခဏာနဲ့ဦးပညာတာမီတို့ကလည်းတင်ငတ်ကိုကောင်းကြိုက်ကလှလှဖန်ဆီးကြလိမ့်တယ်။ဒါပေမဲ့ကြောင်မျက်ရှင်ကိုအလွယ်တကူဖမ်းမမိကြဘူး။ဦးလက္ခဏာထီးကင်ပြီးရက်ကြည့်နေတဲ့မောက်ဘိုးအောင်ကိုကြည့်ကမအောင်မင်းကဘာရက်ကြည့်နေရလဲ။ကြောင်မျက်ရှင်မပြေးခင်အမြတ်ဖမ်းလိုက်ပါတော့လား။မအောင်ကလက်ထရထီးဟိုတော်မချကြောင်မျက်ရှင်ရဲ့အနောက်စီကိုပြေးလိုက်လာခဲ့တယ်။ကြောင်မျက်ရှင်ကိုလက်ညှိုးနဲ့ထိုးပြီးတော့ဟိတ်ရက်လိုက်စား မပြင်းနဲ့ဆိုပြီးအော်ဟစ်လိုက်မိတယ်။ဒီအခါပြန်တန်းပြေးလွှားနေတဲ့ကြောင်မြတ်ရှင်ကလူကြီးရင်ညောလောက်အမြင့်လေးပေါ်မှာတိကနဲ့ရက်တန်သွားလိမ့်တယ်။ကြောင်မြတ်လုံးကမောက်ဘူးကငိုဆူဆူရဲရဲစကြည့်နေလိမ့်တယ်။ဒီအခါမောက်ကြီးနဲ့ဥလက္ခဏာတို့ကလေးပေါ်မှာရက်တက်နေတဲ့ကြောင်မြတ်ရှင်ကိုဝိုင်းဝန်းဖမ်းဆီးကြတယ်။ဒါပေမဲ့လေကြောင်မြတ်ရှင်ကိုလက်နဲ့ဆွဲကလို့ဖမ်းချုပ်လိုက်တဲ့အခါလေကိုဖမ်းချုပ်လိုက်ရတယ်လို့လက်ကိုဖောက်ထွက်သွားခဲ့တယ်။မောင်မြတ်ကြီးနဲ့ဦးစင်းတို့ကကြောင်မြတ်ရှင်ကိုဖမ်းဆီးရဲဆိုပေမဲ့ ဘလို့မှဖမ်းလို့မရပဲဖြစ်နေတယ်။မောင်ဘွားကအကြောင်းမျက်ရှင်ရဲ့အနီးကိုတလန်းချင်းတိုးကပ်ပြီးကြောင်ရွဥကောင်းကိုကမ်းလိုက်လိမ့်တယ်။ဒီအခါအယိုးစုမှကန့်ညစ်နေတဲ့ကြောင်မျက်ရှင်ဟာသူ့လိုလိုတိုးထွက်လာပြီးတော့မောင်ဘွားရဲ့လက်အတွင်းထဲကိုပြုတ်ကျလာခဲ့တယ်။မောင်ဘွားကကြောင်မျက်ရှင်ကိုဦးစင်းကြီးကိုကမ်းပြလိုက်တဲ့အခါမှာတော့ဦးစင်းကြီးကကြောင်မျက်ရှင်ကိုယူဆောင်ပြီးခပန်းကျိုးမှာချိတ်ဆွဲထားတဲ့အိတ်ရှုံလေးအတွင်းထဲကိုထည့်သွင်းတင်းစီလိုက်ပါတော့တယ်။တခြားလူတွေဖမ်းမရတဲ့ကြောင်မျက်ရှင်ကို မောင်ဘူးအောင်တယောက်လော်လယ်ကူကူပဲရရှိခဲ့အောင်မို့ဦးစင်းတွေအာအောဖနဲ့ဖြစ်ကြရလိမ့်တယ်။ဦးစင်းကြီးကအเจ้าကိုပြောက်တဲ့အခါမှာတော့ကြောင်မျက်ရှင်ကိုအသေးချာကြည့်ရှုလိုက်တယ်။ကြောင်မျက်ရှင်ကတခုလုံးအနဲ့ရောင်ဖြစ်ပြီးတော့မျက်စိတငယ်အိမ်ပုံစံလေးပါတယ်။အဲ့ဒီတငယ်အိမ်ကလည်းအနဲ့ရောင်ဖြစ်ပြီးဦးစင်းကြီးကကြောင်မျက်ရှင်ကိုအထိတ်ထန်နဲ့ဗရီတကုန်းမှာတက်ဆင်လိုက်တဲ့အခါမှာတော့ဗရီရဲ့ပင်လေဘူးလို့ခေါ်တဲ့နေရာမှာအဝင်ခွင်ကျတက်ဆင်ပြီးသားဖြစ်သွားတယ်။ ဦးစင်းကြီးကလည်းအဲ့ဒီဗီဒီယိုတိတ်တိတ်တင်လို့အားရင်အားသလိုစိတ်နေပါတော့တယ်။ပရိသတ်များရှင့်ပထမဘူဘူအောင်နဲ့ဦးစင်းကြီးနဲ့ဝစ်စတိုကြောင်မျက်ရှင်ဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီအောင်ခြေစုထူးပဲတည်ရှိသလား။စာရေးဆရာအကဆောင်လည်းခြေစုထူးပဲတည်ရှိပါရဲ့ရှင့်။ဒီဇလလေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်း၊ပျော်ရွှင်ခြင်း၊ကျမ်းမာခြင်းတွေကို အစင်သာဝရပတ်စံနိုင်ကြပါစီရှင်။